ကုံသွဲရေးဝင်ကြီးဗိုလ်ချုပ်ထွန်းကြည်တမီတီတီထွန်းနဲ့စီးပွားရေးလုပ်ငန်းကိစ္စပြောလို့လင်းတီတီထွန်းနဲ့စကားပြောခွင့်ရရန်စီစဉ်ပေးမည်စစ်ဘိုလ်ဟောင်းတို့အားထမင်းတစပွဲစာဝမ်တီပဲပေးရမည်ဖြစ်ကြောင်းစင်ကာပူဟောင်ကောင်နဲ့ထိုင်းနိုင်ငံကြီးကုံသွဲများကမူတီတီထွန်းတို့ဇနီးမောင်နှံအားနိုင်ငံခြားခရီးတစ်ခေါက်ဝမ်ထရစ်ပင့်ဖိတ်ကြရပြီးဘန်ကောက်မြို့နဲ့စင်ကာပူမြို့များရှိထိပ်တန်းဟိုတယ်ကြီးများတွင်တပတ်ဆယ်ရက်ခန့်ဇယိတ်ငိမ့်ထားပေးပြီးမှရွှေလန်းငွေလန်းစဖွင့်ကြရကြောင်း ဦးနေဝင်းနဲ့ဒေါခင်မီတန်းတို့သည်ပြည်သူ့ဗန္နာမှခိုးဝှက်ထားသောငွေများဖြင့် လန်ဒန်မြို့တွင်အိမ်ဆောင်အစိုးရခေတ်ကပင်အသုံးပြုလာသောအကြံပေးပုဂ္ဂိုလ်ဂျူးလူမျိုးမစ္စတာဂျူလီယန်လစ်အီအမည်ဖြင့် ကျွန်တော်မိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်ဖတ်ပြပေးမယ့်စောင်းပါတစ်ပုဒ်ကတော့စောင်းပါရှင်အဝေးရောက်တန်တမန်တအုပ်ရေးသားတဲ့တီကြိုက်သောမြန်မာအာဏာရှင်များဆိုတဲ့စောင်းပါပဲဖြစ်ပါတယ်တရက်ကွက်ထဲနေဥတော်မီတို့လင်မယားနှစ်ယောက်သည်နာဝတဆေးအစိုးရ၏တကားဖွင့်ဝါဒအတုအယောင်ကိုအထင်ကြီးပြီး26နှစ်ကျော်မြောက်ခွဲခွာနေခဲ့ကြရသောဆွေမျိုးသားရင်းများကိုတွေ့ဆုံရန်နှင့်အခွင့်အရေးကောင်းလင်စီးပွားရေးကြီးပွားရေးလုပ်ငန်းကလေးများလုပ်ရန်ရည်ရွယ်ချက်ဖြင့်မိခင် အုပ်ကူရှိရာအမိမြန်မာနိုင်ငံသို့ ရခင်နှစ်ကနှစ်လတာမြသွားရောက်လေပတ်ခဲ့ကြပါသည်။ရန်ကုန်မှပြန်ရောက်ပြီးနောက်တနေ့မှပင်ဥတော်မီနှင့်ဇန်ဒီဒေါ်မေရီတို့သည်စာရေးသူထံသို့ရောက်ချီလာပြီး၎င်းတို့တွေ့ကြုံခဲ့ရသောတီးကြိုက်သောမြန်မာအာဏာရှင်များအကြောင်းနှင့်လျှက်စစ်မီမရှိဘဲမန္တလေးမြို့ပြင်ကအိမ်သစ်တအိမ်တွင်တလကနေခဲ့ရသည့်ကြမ်းတမ်းလာသောခရီးအကြောင်းကိုစီကပကုံပြောပြပါသည်။လေစိတ်ဝင်ဝင်ချင်းလူဝင်မှုကြီးကြပ်ရေးအရာရှိကနိုင်ငံကူးတစိမ့်မရိုက်မီပင်အန်ကေကရန်ကုန်မှာမွေးဖွားတယ်ဆိုတော့ဗမာလိုပြောတတ်မှာပေါ့ဟုပြော၍ ဥတော်မီကတက်တာပေါ့ဗျာကျွန်တော်ကမြန်မာနိုင်ငံမှာအစိုးရအရာရှိ10နှစ်ကျော်လောက်လာသူပဲဟု ပြန်ပြောလိုက်ကြောင်းလူဝင်မှုအရာရှိကဒါဆိုကျွန်တော်တို့ကိုလက်ဖက်ရည်ပိုးလေးမဆားခဲ့ပါအောင်ဟုပြောရဥတော်မီကဒါတော့ကျွန်တော်သိနားမရှင်းဘူးခင်ဗျားတို့လက်ဖက်တောက်ရှင်လို့လားဗမာငွေလဲမလဲရသေးပါဘူးဘယ်နှကြက်လောက်ကုန်မလဲငွေလဲပြင်တိုက်ပါမယ်ဟုပြောလိုက်ရလူဝင်မှုအရာရှိကထီမန်းနီးပါအန်ကယ်ပေါ့စူးတစ်ဆိုလဲဖြစ်ပါတယ် ိုဘနားမှာရှိတဲ့အကောက်ခွန်လို့ဆိုင်မှာ၅၃လုံး secret တကတော်လောက်သွားဝယ်ပြီးခဲ့ပါကျွန်တော်တို့ပြည်ဝင်ခွင့်တစိုက်ရိုက်နှိပ်ထားပါမယ်ဟုပြော၍လက်ဖက်ရည်ဘို secret တကတော်ပြေးဝယ်လိုက်ရကြောင်းတဖန်အကောက်ခွန်အရာရှိကလည်းလက်ဖက်ရည်ဘို့ဆိုပြီး Scott Whiskey အနက်ဒဗလင်းတောင်း၍ပြေးဝယ်ပေးလိုက်ရကြောင်းနောက်တဖန်နိုင်ငံเจ้าငွေလဲလဲပေးသည့်အရာရှိကလက်ဖက်ရည်ဘို့ secret တကတော်တောင်းနေပြန်၍ဦးတော်မီကကျွန်တော်တို့စိတ်ညစ်သွားပြီဗျာဟုညင်းညူလိုက်မိသောကြောင့်ငွေလဲပေးသည့်အရာရှိက အန်ဂေရိုစိတ်မညစ်ရတာကြားပါပြီကျွန်တော်တို့ကလစာမလောက်တော့စိတ်ညစ်နေရတာအနှစ်30လောက်ရှိပြီဟု ပြန်ပြောသဖြင့်ဥတော်မီခင်ဗျာပို့ရည်သွားသွားပြီးစီးကရက်တကတော့ဝယ်ပြီးလိုက်ရကြောင်းများပင်ဖြစ်ပါသည်လေစိတ်တွင်ပင်၃ကြော့၃ပြန်အပြေးလွာအကောက်ခွန်လွတ်ဆိုင်တွင်ဝယ်ပြီးလိုက်ရ၍မောပန်းနေသောဥတော်မီသည်ပထမဦးဆုံးပြန်လည်ဆုံတွေ့ရသောတူမတစ်ယောက်ကအန်ဂေရိုလေစိတ်မှာချောချောချူချူဖြစ်ဖို့အတွက်ကျမတို့အရာရှိတွေကိုပေးကမ်းထားပြပါပြီချောချောချူချူပဲမဟုတ်လားဟုသောအမေးကြောင့်ဥတော်မီသည် ပို၍ရင်းဆိုးသွားခဲ့ရကြောင်းပြောပြပြန်ပါသည်ဥတော်မီကကျွန်တော်တသက်တွင်ဘယ်လီစိတ်တွေမှမတည်ဘူးပါဘူးဗျာအဝင်ခရီးသည်တွေကအကောက်ခွန်လို့ဆိုင်နေမှာအရက်တို့ secret တို့ဝယ်လို့ရတယ်ဆိုတာအထွက်ခရီးသည်တွေသာခရီးသည်တယောက်ကိုအရက်ဒဗလင် secret တကတော့ရေမွေးဗနအောင်စစသဖြင့်လေရင်ပေါ်ကသာတည်သွားနိုင်တာဗမာကတကဘာလုံးနဲ့ပြောင်းမြန်ပါပဲလားဟုတအန်တအောဖြစ်နေပြန်ပါသည်မြန်မာနိုင်ငံတွင် secret အပေါ်တွင်အကောက်ခွန်နှုန်းထား300ရာခိုင်နှုန်းနှင့် အရက်ပေါ်တွင်900ရာခိုင်နှုန်းသတ်မှတ်ထားပါသည်အကောက်ခွန်လော့ secret နှင့်အရက်များကိုပြည်ဝင်ခရီးသည်များအားဝယ်ခွင့်ပြုထားပါကမြို့ရင်းမှအခွန်အောက်ပေးရသည့်စိုင်များ၌ဘယ်နိုင်ငံသားကဈေးကြီးပေး၍ဝယ်ပါအောင်မည်နည်းဈေးကွက်စီးပွားရေးမဟုတ်တော့ဘဲဈေးပြက်စီးပွားရေးစနစ်သာဖြစ်နေပါသည်အဘဲကြောင့်ဆိုသောနာဝတတို့အဖေကြီးဦးနေဝင်းဤသမီးနှင့်သမတ်တို့ကရန်ကုန်လေစိတ်တွင်အကောက်ခွန်လော့စိုင်ကိုပိုင်ဆိုင်ပြီးဘင်္ဂလားဒေ့ရှ်နိုင်ငံတကာမြို့လေစိတ်ရှိ အကောက်ခွန်လို့ဆိုင်များထက်များစွာပင်ဈေးနှုန်းမြင့်တင်ကာကောင်းပုံဖြတ်အမျက်ကြီးစားပြီးဒေါ်လာဖြစ်ရောင်းချနေရပင်ဖြစ်ပါသည်ဥတော်မီကသူမြန်မာနိုင်ငံတွင်လေပတ်နေစဉ်အတွင်းဘာစီးပွားရေးများလုပ်နိုင်မလဲဟုစုံစမ်းကြည့်ရတွင်လေကုံသွယ်ရေးဝင်ကြီးဗိုလ်ချုပ်ထွန်းကြည်သမီးတီတီထွန်းနှင့်စီးပွားရေးလုပ်ငန်းကိစ္စပြောလိုလင်းတီတီထွန်းနှင့်စကားပြောခွင့်ရရန်စီစဉ်ပေးမည်စစ်ဘုံအောင်တူအားထမင်းတစပွဲစာဝမ်တီပဲပေးရမည်ဖြစ်ကြောင်းတစပွဲအတွက်ကျက်နှစ်တောင်းအထက်တွင်ရှိကြောင်း တည်တည်ထွန်းက၎င်း၏ဖခင်ဝင်ကြီးဗိုလ်ချုပ်ထွန်းကြီးနှင့်တွေ့ဆုံစကားပြောလိုပါကလုပ်ငန်းအောင်မြင်သည်ဖြစ်စေမအောင်မြင်သည်ဖြစ်စေသူမအားရုပ်မြင်သံကြားဆက်တလုံးစာ One Television ပေးရမည်ဖြစ်ကြောင်းတန်ဖိုးအားဖြင့်9000အထက်တွင်ရှိကြောင်းစင်ကာပူဟောင်ကောင်နှင့်ထိုင်းနိုင်ငံကြီးကုန်သည်များကမူတည်တည်ထွန်းတို့ဇနီးမောင်နှံအားနိုင်ငံခြားခရီးတစ်ခေါက် One Trip ပင့်ဖိတ်ကြရပြီးဗန်ကောက်မြို့နှင့်စင်ကာပူမြို့များရှိထိပ်တန်းဟိုတယ်ကြီးများတွင်တပတ်ဆယ်ရက်ခန့်ဇယိတ်ငိမ့်ထားပေးပြီးမှရွှေလန်းငွေလန်းစဖွင့်ကြရကြောင်း ဝင်ကြီးပိုကျုပ်ထွန်းကြည်အားလည်း Toyota ကားတစ်စီးစာ One Toyota အတွက်ချက်တန်းကျော်အမြပူဇော်ပတာနိုင်ပါမှစီးပွားရေးကိစ္စများအတွက်လက်ခံတွေ့ဆုံကြောင်းစစ်ဘုံများနဲ့တပည့်သားချင်းများကလည်းထိုးကုမ္ပဏီထောင်းရန်ထိုးရစ်တွေဆွဲပေးရန်ဗမာရီတီစကားပဲပြောနေကြပါကြောင်းဥတော်မီအနေဖြင့်ဗမာပြည်ကိုနောက်သွားဖို့တော့တော်ပါပြီဗျာမန္တလေးမှာရှိတဲ့အမေသိန်းကြီးလည်းဘယ်ပြောင်းလို့ပဲရွှေ့ပြစ်ကြတယ်မသိကြရပါဘူးမန္တလေးမှာနေထိုင်စဉ်အတွင်းလျှက်စစ်မီမရှိရေမတန့် ပိုးလောက်လမ်းတွေနဲ့ရေကိုချိုးခဲ့ရကြောင်းနဲ့လမ်းစရိတ်မတက်နိုင်၍စပိန်ဖြစ်ခရီးသွားရတွင်လဲကိုကန့်တရုတ်တွေကာအယံမောင်းလာပြီးစပိန်ကိုမာပြီးပလက်ဖောင်းပေါ်တက်ပြေးရတာလဲခဏခဏကြုံခဲ့ရကြောင်းစသဖြင့်တရုတ်တွင်မန္တလေးတွင်အလွန်အမင်းပိုကြတောင်းညံ့နေပုံများကိုမယက်မနာပြောပြနေချပါသည်နှုတ်ဆက်နေသောဥတော်မီအီဇနီဒေါ်မေရီကလည်းစစ်ဘိုကတော်တွေတယ်လီဗေးရှင်းတို့တိုယိုတာတို့ထိုးကုမ္ပဏီတို့အကြောင်းသာပြောတတ်ကြပြီးတပြိုင်တည်းပြိုင်နေကြတော့တာပဲ လူတွေတိတ်ဆင်းရဲနေကြတာကိုတွေ့ရလို့တစက်မှစိတ်မချမ်းသာခဲ့ရပါဘူး။ရှင်တို့တီတွေအကြောင်းသာပြောနေလို့ကျမတို့အံအောင်အံကျင်လာပြီးတော်ကြပါတော့ဟုတကယ့်မြေကြီးတွေကတီကောင်ကိုဆတ်ဆုပ်ယွန်ချာသည့်ပုံစံဖြင့်ပြောနေ၍စကားလမ်းကြောင်းပြောင်းလိုက်ကြရပါသည်။စာရေးသူတို့၏မြမစစ်အာဏာရှင်များသည်တီလတမာရီရှိသောအယောင်ဆောင်တတ်ကြပြီးလက်လာပါများကိုငွေသားဖြင့်အတိအကျမတောင်းခံရဲတတ်ကြပဲဝီနီးချောင်သည့်သဘောဖြင့် လက်ဖက်ရည်ဘိုးကလေးပါဗျာတီမန်နီကလေးတော့မဆာသွားပါအောင်ဟုစကားခေါ်တတ်ကြပါသည်လက်ဖက်ရည်ဘိုးတောင်းသည့်လက်ပေးလက်ယူမြာပေါ်ပေါက်လာရသည့်အရင်ကံအကြောင်းတရားသည်1962ခုနှစ်နောက်ပိုင်းတွင်ဖြစ်ပေါ်လာသောဗဟုဦးစီးချုပ်ကိုင်မှုများလွန်ခဲ့သည့်စစ်အာဏာရှင်စနစ်ဆိုးရောက်ပင်ဖြစ်ပါသည်ဥနေဝင်းကချောမွေလေပတ်နေသောအတွင်းဝင်ယုံစနစ်အုပ်ချုပ်ရေးရန်ရာကိုဘီရိုကရေစီကျိုးနေစနစ်ဟုသတ်မှုပြီးဖျက်ဆီးပစ်လိုက်ခါဘာသာရဲနှင့်ဌာနဆိုင်ရာကိစ္စရဲများကိုနားမလည်သောစစ်ဗိုလ်များအား အတွေ့ဝင်များနေရာတွင်ဌာနတာဝန်ခံအထူးအရာရှိကော်မတီဝင်နှင့်ညွန်ကြားရေးမှူးချုပ်စသဖြင့်နာမည်အမျိုးမျိုးဖြင့်တာဝန်ပေးလိုက်ခြင်းတွင်ကျိုးညီစနစ်မှကျိုးချုပ်စနစ်သို့ပြောင်းသွားပြီးဖိမနိုင်ခေါင်းမနိုင်သောအုပ်ချုပ်ရေးရန်နေရာစုကြီးကိုစတင်ဖန်တီးလိုက်ပါသည်ရုံးဌာနအချင်းချင်းပင်စာပေးစာယူနည်းဖြင့်ဆက်သွယ်၍မရတော့ဘဲကိစ္စတိုင်း၌လူကိုယ်တိုင်လိုက်ပြောရသည့်ဘဝသို့ရောက်သွားခဲ့ပါသည်ပြည်သူများသည်လည်းရက်ွက်၅ဦးကော်မတီရုံးတွင် ။အဲဇရင်တိုင်တီမအစလူကိုယ်တိုင်တန်းစီပြီးထောက်ခံစားအမျိုးမျိုးဖြစ်ဌာနအသီးသီးတို့သွားပြီးလူသုံးငုံပစ္စည်း၊စေဝါပစ္စည်းမှအစအိမ်ဆောက်ပစ္စည်းများအပြင်ရထားလက်မှတ်၊လေယာဉ်လက်မှတ်နဲ့သင်္ဘောလက်မှတ်ပါမကျန်းလက်ဖက်ရည်ပုတ်ပေးပြီးဝယ်ချမ်းကြရပါတော့သည်။အနောင်အဖွဲ့ကင်းသောစာရေးဆရာ၊ပကြီးဆရာ၊ကတ်တော့ဆရာ၊ထောက်ဝေသူနှင့်ရုပ်ရှင်ပညာ၊သဘင်ပညာစသည့်ပညာရှင် အားလုံးသည်လည်းစာပေစည်းစိမ်ရေးရုံရုပ်ရှင်ကောင်စီနှင့်သဘင်ကောင်စီများသို့လူကိုယ်တိုင်တွဲရောက်ပြီးလုပ်ငန်းဆောင်ရွက်ရန်အတွက်လက်ဖက်ရည်ပုတ် ထမင်းပိုးနဲ့လက်ဆောင်ပစ္စည်းအမျိုးမျိုးဝယ်ပြီးလက်ထိုးရသည်ကိုလည်းပြည်သူများအသိဖြစ်ပါသည်။နဝဒခစ်တွင်ထီမန်နီအန်ထိုယိုတာအထိပေါ်ပေါ်ထင်ထင်ဖြစ်လာနေပြီဖြစ်တော်လဲမဆာလာခစ်တွင်ပြည်သူမသိခဲ့သောဥနေဝင်းဤပေါ်ပေါ်ထင်ထင်မတမာမှုနှင့်တစိုးလက်ဆောင်လက်ယူမှုတချို့ကိုအလင်းသိမ့်၍ဖော်ပြပါအောင်မည်။ဥနေဝင်းနှင့်ဒေါခင်မီတန်းတို့သည်ပြည်သူဗန္နာမှခိုးဝှက်ထားသောငွေများဖြင့်လန်ဒန်မြို့တွင်အိမ်ဆောင်အစိုးရခစ်ကပင်အသုံးပြုလာသောအကြံပေးပုဂ္ဂိုလ်ဂျူးလူမျိုး Mr. Julian Leach ၏ အမိဖြစ်အိမ်မြဝယ်ရှမ်းထားခဲ့ပါသည်ထိုဂျူးကြီးမမျော်လင့်ဘဲတည်ဆုံသွား၍၎င်း၏ဇနီးကသာအမွေစားအမွေခံဖြစ်သွားသောကြောင့်ဥနေဝင်သည်အင်္ဂလန်ကို나ကြီးသွားခဲ့ပါသည်ထို့အပြင်ဒေါခင်မီတန်းသည်လန်ဒန်မြို့ရှိဟာမတ်စမစ်ဆေးရုံတွင်မြန်မာခမ်းမတစ်ခုကိုမြန်မာကျွန်းသစ်များခင်းကျင်းပြီးလှူဒန်းထားခဲ့ပါသည်ဥနေဝင်နှင့်မသိမြက်သည့်အချိန်တွင်ဒေါခင်မီတန်းသည်အဆိုပါဆေးရုံတွင်သားသမီးများနှင့်လင်သားမရှိုံသာမကတန်ယုံမှလည်းမြည်သူမြသွားရောက်မကြီးချူရဲသည့်အပေကံဘဝတွင် ယောက်ကယောဂါဖြင့်ခွေးတီဝတ်တီတည်ဆုံးသွားခဲ့ပါသည်ဒေါခင်မေတန်း၏ယင်းဒီသောအင်္ဂလိပ်ဆရာဝန်အတိုင်းဝိုင်းကအကျဉ်းနာတရားမရှိသောဥနေဝင်းအားကဲ့ရဲ့ပြောဆိုပြစ်တင်ခဲ့ကြပါသည်ဥနေဝင်းသည်နှစ်စဉ်အင်္ဂလန်နိုင်ငံ၌ဇွန်လတွင်ကျင်းပလေရှိသောကဘာကျော်အင်္ဂလိပ်ဒါဘီမြင်းပွဲကြီးသို့တော်လန်ရေးကောင်စီဥက္ကဋ္ဌဘဝတွင်ရှစ်နှစ်ဆက်တိုက်ပြည်သူ့ဗန္ဓာဖြစ်လာရောက်လောင်းကစားခြင်းကိုအထက်ဖော်ပြပါဖြစ်ရသောနှစ်ခုကြောင့်ယင်းနာနာဖြစ်ခွဲခွာသွားခဲ့ရပါသည်1984ခုနှစ်နောက်ပိုင်းတွင် ဦးနေဝင်းသည်တပည့်ကျော်ဒုတိယဗိုလ်မှူးကြီး၄မောင်းနိုင်ငံသားရေးဝန်ကြီးနှင့်တရားသူကြီးအဖွဲ့ဝင်ဟောင်းကွေလွန်အားဆွစ်ဇာလန်နိုင်ငံတွင်ကြောက်မြေရတနာဆိုင်မန်နေဂျာခန့်အပ်ပြီးကြောက်မြေရတနာမောင်းကိုလုပ်ငန်းကြီးကိုကိုယ်တိုင်ကြီးကျက်ဆောင်ရွက်စေခဲ့ပါသည်မောင်းခိုးကုံတဲ့ဘဝတွင်ပင်ရတနာနတ်မယ်နှင့်အကြောင်းပါပြီးခွာပြဲပြန်ကဂျာမနီနိုင်ငံသို့တိုက်ပြောင်းလာခဲ့ပြန်ပါသည်မြန်မာနိုင်ငံရှိအကြီးစားစက်မှုလုပ်ငန်းများနဲ့ကာကွယ်ရေးဌာနပိုင်ဝါစီငွေဆက်ကူဆက်ယုံနဲ့လက်နက်ဆက်ယုံများကိုဆိုရှယ်လစ်စီးပွားရေးဥပဒေများနဲ့ စကျင်ပြီးတတိပုဂ္ဂလနှင့်ဖတ်ဆက်လုပ်ပိုင်ခွင့်များကိုရရှိထားသောဂျာမနီနိုင်ငံမှဖရေဝါနာပေးသည့်သဘောဖြင့်ဂျာမနီနိုင်ငံရှိဖရေဝါနာဆက်ယုံကြီးအနီးမှဟိုတယ်ကြီးတစ်ခုတွင်တစ်နှစ်လင်းတစ်လကျော်ကန့်လာရောက်အပန်းဖြေဟောလီဒေးထွက်နိုင်ရန်လက်ထိုးခဲ့ပါသည်အဆိုပါအပန်းဖြေခရီးတွင်ပါဝင်ဘူးသောဦးနေဝင်းဤထမင်းချက်ကြီးဦးမြမောင်ကစာရေးသူအားပြောပြဘူးသည်မှာဂျာမနီသို့ချစ်ချင်တဲ့နိုင်ဦးနေဝင်းနှင့်တကွသွားရောက်ခဲ့ဘူးကြောင်း၎င်းတို့လူ40ကျော်ပါသည့်အဖွဲ့ကြီးရောက်ရှိသွားပါကဟိုတယ်ရှိ တခြားတက်ကိုသူများအားလုံးကိုအခြားဟိုတယ်သို့ပို့လိုက်ပြီး၎င်းတို့အဖွဲတစ်ဖွဲတည်းသာတီးသန့်တဲခုံဤထိုင်ကြရပြီးဥက္ကဋ္ဌကြီးဦးနေဝင်းကလည်း၎င်းတို့အားလက်ဖက်ရည်ပို့တပတ်လင်ဒေါ်လာ50ကျော်60ကျော်စသဖြင့်အမြဲတစေပေါက်စုချလိမ့်ရှိကြောင်းများပင်ဖြစ်ပါသည်ဒေါ်လာရေးကောင်စီခေတ်နှင့်မဆာလာခေတ်တွင်ဦးနေဝင်းဆိုင်ပြုခဲ့သော Team Money and Trip ပြည်ဖြဲ့မျိုးစေ့များသည်နဝတာခေတ်တွင်ပုံမိုတီးပွင့်လာပြီးစစ်ဘုံများအပြင်စစ်ဘုံများ၏သားသမီးများသည်ပင် TV Toyota Thor ကုမ္ပဏီစသည့်ပြည်ဖြဲ့အသီးပွင့်များကို စားသုံးနေကြပြီဖြစ်ပါသည်ပြည်သူအများစုတွင်မူဆန်ရှားစီရှားစေဝါချပြီးအစာဆင်းရဲအနေဆင်းရဲသည့်ရှားပါမှုဒုက္ခပင်လယ်ပြင်ကြီးတွင် လက်ပစ်ကူးလျက်ရှိနေကြရချပါသည်နာဝတာများကြိုက်သောတီများရှိသကဲ့သို့နာဝတာများလုံးဝမကြိုက်သောတီတလုံးရှိနေပါသည်၎င်းသည်ဒီမိုကရေစီသမားများကစကားပြောဆိုဆွေးနွေးလိုပါသည် talk လှုပ်ရှင်ပါသည်ဆိုသည့် please talk လှုပ်လို့ခြင်းပင်ဖြစ်ပါသည်ထို့ကြောင့်လက်ရှိအခြေအနေအရဏီကုန်းချုပ်ပါသော လက်ပေးလက်ယူတို့ရန်သူတိုင်းပြည်အာဏာအလွဲသုံးစားသူများသည့်တို့ရန်သူနာဝဒသည်ပြည်သူရန်သူဟုကျွေးကြော်တိုက်ဖြတ်ရန်မှတပါတခြားနီလန်မရှိတော့ပါကြောင်းမြစ်တာမောင်ဖြစ်တင်ပြအပ်ပါသည်ဆောင်းပါရှင်အဝေးရောက်တန်တမန်တအူအဆုံးထိနားတော်မိတဲ့တအူချင်းစီကိုကျေးဇူးထူးတင်ပါတယ်ကျွန်တော် channel မှာယခုကဲ့သို့စာပေဆောင်းပါများကိုသဘောကျနှစ်သက်တဲ့ဆိုရင် channel မှာတင်နိုင်သိရအောင်ကျွန်တော် channel လေးကို like and subscribe လေးတွေပေးခဲ့ပြီးဘေးနားလေးကခေါင်းလောင်းလေးကိုနှိပ်ခဲ့ပြီးပို့ရတဲ့ရက်ခံပါတယ်ခင်ဗျာ 阿龙，我接受就嘛嘞。